မင်္ဂလာပါရှင်။ဝေါ်တာမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တနက်ကန်ပဋိပက္ခရိတာဂျာဝင်စေဆက်ဆွေးနွေးပေးဖို့ကြိုးပမ်းနေရ။ပြီးခဲ့ရက်ပိုင်းကလည်းကချန်လက်နက်ကန်အဖွဲ့ KIA နဲ့ဘက်ကလက်နက်ကန်အဖွဲ့ AA အဖွဲ့ကိုဖိအားပေးတောင်းဆိုတာတွေရှိခဲ့တယ်လို့သိရပါတယ်။ရောက်တဲ့ဖိုင်နယ်မှာတော့တရုတ်အစိုးရက ကရင်နဲ့အေအဖွဲ့တွေကိုဘာတွေပြောဆိုခဲ့တယ်လဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံအခြေဆိုင် The Diplomat သတင်းဌာနမှဖော်ပြထားတဲ့စောင်းပါကိုကောက်နှုတ်ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ဒီစီဇန်လေးမစတဲ့ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like Share တွေလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရေမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေတာဟာဒီနေ့ကျော်လာပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက်လက်နက်ကင်တိုက်ပွဲတွေအပြည့်ခက်ရက်စဲနိုင်အောင်တရုတ်နိုင်ငံဟာကြားဝင်ဆေးဆက်ဆွေးနွေးပေးဖို့ကြိုးပမ်းလျက်ရှိနေရလက်ရှိချိန်မှာတော့ကချင်လက်နက်ကင်အဖွဲ့ KIA နဲ့ရခိုင်လက်နက်ကင်အဖွဲ့ AA အဖွဲ့ကိုထိုးစစ်တွေရပ်တန့်ဖို့ဖိအားပေးလျက်ရှိနေတယ်လို့သိရပါတယ်မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးကိုယ်စားလှယ်ဟာကချင်ပြည်နယ်နဲ့တရုတ်နိုင်ငံရဲ့အတေးကအရေးကြီးတဲ့စီမံကိန်းတွေရှိနေတဲ့ရခိုင်ပြည်နယ်တို့မှာ ထိုးစစ်စင်တိုက်ခိုက်နေရတွေရက်တန်းဖို့တောင်းဆိုခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့မေလနောက်ပိုင်းအတွင်းတွေးဆောင်ဆွေးနွေးပွဲမှာတရုတ်အထူးကိုယ်စားလှယ်တင်ရွှေကျင့်က KIA အနေနဲ့ဗမာမျိုးကိုထိန်းချုပ်နိုင်ဖို့ထိုးစစ်ရက်တန်းကတရုတ်နဲ့ဆက်ဆံရေးမြင့်တင်ဖို့အပြင် AA အဖွဲ့ကိုလည်းဗမာတိုက်ပွဲမှာဝင်မပါဖို့တရုတ်သဘာဝတံငွေစက်ရုံတွေရှိရာကျောက်ပြုံမျိုးမှာတိုက်ပွဲမပြုလုပ်ဖို့တိုက်တွန်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ ကကြံလနဲ့ကံအဖွဲ KIA နဲ့ရခိုင်နဲ့ကံအဖွဲ AA အဖွဲတွေနဲ့ဤဆက်သူတူကတရုတ်အစိုးရရဲ့ရည်ရွယ်ချက်ဟာနားဆက်ကံအစိုးရတည်ငြိမ်ရေးကိုလိုလားနေတယ်လို့တရုတ်နိုင်ငံကဆက်လက်ဆောင်ရွက်မဲ့ကြီးမားတဲ့ BRI စီမံကိန်းရဲ့အခြေခံအစားအုပ် project တွေအတွင်လိုအပ်တဲ့အခြေအနေတွေကိုလုံခြုံမှုရှိစေဖို့လိုလားနေရလို့ဆိုပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတရုတ်နိုင်ငံကကြောတောင်နောက်ခံနဲ့ပြုလုပ်နေတဲ့ကြောက်ဖြူရှင်နဲ့စိတ်ကန်းစီမံကိန်းရှိနေတယ်လို့ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ကုန်းလန်းကနေဘာဝတငွေနဲ့ရင်နံစိမ့်တွေပေးဝင်နေရဲ့အရှိ983ကီလိုမီတာရှည်လျားတဲ့ပိုက်လိုင်းစတင်တဲ့နေရာလေးဖြတ်ပါတယ်။ဒါအပြင်တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ကချင်ပြည်နယ်ပမော်မြို့တွေဟာတရုတ်နိုင်ငံကလှုပ်ဆောင်မဲ့ BRI စီမံကိန်းအတွက်အဓိကကုန်စည်ပို့ဆောင်မဲ့အချက်ချာကြိုက်နေရာလေးဖြတ်ပါတယ်။တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ပမော်မြို့တွေဟာတရုတ်နယ်စပ်ကနေ65ကီလိုမီတာအကွာရှိ အေယာရီမြစ်ပေါ်ရှိ BRI စီမံကိန်းအတွက်အဓိကကုန်တင်အချက်ချကြတဲ့နေရာတွေလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်ပမော်မြို့နဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တွေဟာလက်ရှိအချိန်မှာကချင်လက်နက်ကန်အဖွဲ့ KIA နဲ့ရခိုင်လက်နက်ကန်အဖွဲ့ AA အဖွဲ့တွေရဲ့အရှိန်အဟုန်နဲ့ထိန်းချုပ်ခံရခြင်းကိုရှင်းဆိုင်နေရပါတယ်။ရခိုင်လက်နက်ကန်အဖွဲ့ AA ဟာ2023ခုနှစ်အောက်တိုဘာလမှာတဲတုံညာနှစ်ကုန်စစ်စင်ရေးကိုစတင်လှုပ်ဆောင်ခဲ့တဲ့ နောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့အဖွဲ့ဝင်လက်နက်က အဖွဲ့လည်းဖြစ်ပါတယ်။အေအေဟာလက်ရှိအချိန်မှာရခိုင်ပြည်နယ်အတွင်းရှိမြို့ပေါင်း၁၆မြို့နယ်မှာ၁၄မြို့ကို ထိန်းချုပ်ထားတယ်လို့ချင်းပြည်နယ်ပလဝါမြို့ကိုလည်းထိန်းချုပ်ထားပြီးတော့စစ်တွေကြောက်ဖြူမန်အောင်မြို့တွေရှိနာဇကတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုင်းနေပါတယ်။ကချင်လက်နက်ကန်အဖွဲ့ KYA ကလည်းလက်ရှိအချိန်မှာကချင်ပြည်နယ်အတွင်းရှိမြို့တချို့ကိုထိန်းချုပ်ထားပြီးတော့ တရုတ်နဲ့မြန်မာနိုင်ငံတို့ရဲ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိမြို့တွေကို ထိန်းချုပ်ထားပါတယ်။ဒါအပြင်ကချင်ပြည်နယ်အတွင်းရှိနေရှားတပ်ထုထွက်ရှိရာနေရာတချို့ကိုလည်းထိန်းချုပ်ခွင့်ရရှိထားပါတယ်။ကချင်လက်နက်ကအဖွဲ့ KYA ရာဒီနေ့အစပိုင်းတည်းကဗမာမြို့ကိုနာဆတ်ကအစိုးရထံကသိမ်းယူနိုင်အောင်ကြိုးပမ်းခဲ့ပြီးလက်ရှိအချိန်အထိတိုက်ခိုက်ဖို့ကြိုးပမ်းနေစေဖြစ်ပါတယ်။ကချင်လက်နက်ကအဖွဲ့ KYA နဲ့ရခိုင်လက်နက်ကအဖွဲ့ AA အဖွဲ့တွေကိုတိုက်ခိုက်မှုတွေရပ်ဆဲဖို့ NASA ကအစိုးရနဲ့အပြည့်ခက်ရက်စရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့တောင်းအားပေးဆောင်ရွက်ခြင်းအားမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကန်ပဋိပက္ခနဲ့ပတ်သက်ပြီးတော့တရုတ်အစိုးရရဲ့ဂျိုးပန်အာထုံမှုတွေရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။တရုတ်အစိုးရကပြီးခဲ့တဲ့နှစ်တုန်းကလည်းမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေမှာပါဝင်တဲ့တအောင်လက်နက်ကန်အဖွဲ့ TNL လေးနဲ့ကိုကန်လက်နက်ကန်အဖွဲ့ MNDA တွေကိုဖိအားပေးခဲ့ပြီးတော့ NASA ကအစိုးရနဲ့အပြည့်ခက်ရက်စဲဖို့တွန်းအားပေးခဲ့ပါတယ်။ တက်တောင်ညာနေ့ကိုစစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းမြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဟာတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံကြားကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တချို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ကိုကလည်းလက်ကအဖွဲ့ MND ဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်တဲ့လာရှိုးမြို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။လာရှိုးမြို့ကို MNDA အဖွဲ့ကထိန်းချုပ်ခွင့်ရခဲ့ပြီးနောက်တရုတ်အစိုးရဟာ MNDA အဖွဲ့နဲ့ တောင်းလန်တဲ့ကန်အဖွဲ TNL အဖွဲတွေကိုထိုးစစ်စင်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ NASA ကအစိုးရနဲ့အပြည့်ခက်ရက်စရေးဆွေးနွေးဖို့ဖိအားပေးခဲ့ပါတယ်။တရုတ်အစိုးရဟာယူနန်ပြည်နယ်နဲ့ MND အဖွဲ TNL အဖွဲကြောင့်နေဆက်ကုံသွေးဂိတ်တွေကိုပိတ်ခဲ့တယ်လို့ MND အဖွဲ TNL အဖွဲထံတရုတ်နိုင်ငံဘက်ကအလျက်စစ်မီးပေးနေမှုတွေအင်တာနက်ပေးနေမှုတွေနဲ့လောင်စာဆီပေးနေမှုတွေကိုလည်းချော့ချဖြတ်တောက်ခဲ့လို့သိရပါတယ်။ တရုတ်အစိုးရဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းကတရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ကိုကန်လက်နက်ကအဖွဲ့ MNDAA ခေါင်းဆောင်ကိုလည်းဖမ်းဆီးထိန်းသိမ်းတာတွေနဲ့လှုံ့ဆော်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပူပါတယ်။တရုတ်အစိုးရဟာ MNDA အဖွဲ့နဲ့ TNL အဖွဲ့တွေကိုတိုက်ခိုက်မှုတွေရပ်ဆဲဖို့စင်းဆက်ဆွေးနွေးမှုတွေလုပ်ဖို့ဖိအားပေးခဲ့ပြီးနောက် ကိုကန်လက်နက်ကအဖွဲ့ဟာလာရှိုမျိုးကနေတပ်တွေပြန်ရုပ်သိမ်းပြီးနာဆာကအစိုးရထံပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့တယ်လို့သိရပါတယ်။ တရုတ်အစိုးရဟာလက်ရှိအချိန်မှာလည်းနာဆာကအစိုးရရဲ့ထိန်းချုပ်မှုကို အားပေးဖို့တခြားအရေးပါတဲ့လက်နက်ကအဖွဲနှစ်ခုကိုလည်းအလားတူနေပြုဟာတွေကိုကျင့်သုံးရန်ကြိုးပမ်းနေရမျိုးဖြစ်ပေါ်ရှိပါတယ်။တရုတ်အစိုးရက၎င်းရဲ့အဓိကမဟာဗျူဟာမြောက်ရေမန်းချက်ဘန်းနိုင်တစ်ခုကိုအရောက်လှမ်းနိုင်စေဖို့မြန်မာနိုင်ငံမှာအခြေခံအဆင့်တည်ငြိမ်မှုရှိစေဖို့လိုအပ်တာကြောင့်ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။တရုတ်အစိုးရက၎င်းရဲ့အဓိကမဟာဗျူဟာမြောက်ရေမန်းချက်ဘန်းနိုင်တစ်ခုကို အရောက်လှမ်းနိုင်စေဖို့မြန်မာနိုင်ငံမှာအခြေခံအဆင့်တည်ငြိမ်မှု ရှိစေဖို့လိုအပ်တာကြောင့်ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။တရုတ်အစိုးရဟာမြန်မာနိုင်ငံကိုဖျက်ဆီးပြီးတရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့အိန္ဒိယသမုဒ္ဒရာကိုဆက်သွယ်ပေးမဲ့စေဘာရီနဲ့တရုတ်ပို့ဆောင်ရေးစင်းကြံတကူဖောက်လုံမဲ့အစီအစဉ်တွေရှိနေတာလည်းဖြစ်ပါတယ်။တရုတ်အစိုးရကကကြံလနဲ့ကန်အဖွဲ KIA နဲ့ရကလန်နဲ့ကန်အဖွဲ AA အဖွဲထိုးစစ်တွေရှက်တံပြီးနာဆာကအစိုးရနဲ့ဆွေးနွေးဖို့တောင်းဆိုနေရဲဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ KYA နဲ့ AA အဖွဲ့ဘက်ကတစုံတရာတုံ့ပြန်အတည်ပြုခြင်းမျိုးမရှိသေးပါဘူး။တကယ်လို့ကကြံလန်နဲ့ကအဖွဲ့ KYA နဲ့ရခိုင်လန်နဲ့ကအဖွဲ့ AA အဖွဲ့တွေဟာတရုတ်အစိုးရရဲ့တောင်းဆိုချက်တိုင်းလုံဆောင်ခဲ့မယ်ဆိုရင်ကကြံလန်နဲ့ကအဖွဲ့ KYA နဲ့ရခိုင်လန်နဲ့ကအဖွဲ့ AA အဖွဲ့တွေအကျိုးစီးပွားအတွက်ပါဝင်တိုက်ခိုက်ပေးခဲ့တယ်။ PDF လက်နက်ကအဖွဲ့တွေရဲ့အနာဂတ်ဟာမရေမယာဖြစ်လာဝယ်ရှိနေပါတယ်။ကချင်လက်နက်ကအဖွဲ့ KYA နဲ့ရခိုင်လက်နက်ကအဖွဲ့ AA အဖွဲ့တွေဟာ တရုတ်အစိုးရရဲ့တောင်းဆိုချက်တွေကိုဘယ်လိုပုံစံမျိုးတုံ့ပြန်မလဲဆိုတာစိတ်ဝင်စားပွဲကောင်းနေပြီရောလက်ခံမှာလားဓမ္မမဟုတ်ငင်းဆန်မှာလားဆိုတာစောင့်ကြည့်ရပွဲရှိနေပါတယ်ဘယ်လိုပင်ဆိုနေစေကမူကကြံလနဲ့ကအဖွဲ KIA နဲ့ရခလနဲ့ကအဖွဲ AA အဖွဲတွေဟာတရုတ်အစိုးရရဲ့တောင်းဆိုချက်တွေကိုငင်းဆန်ခဲ့မယ်ဆိုရင်ဖိအားတွေပုံမူရင်ဆိုင်ရပွဲရှိနေတယ်လို့ဆိုနိုင်ပါတယ် KIA နဲ့ AA အဖွဲတွေဟာတရုတ်အစိုးရရဲ့တောင်းဆိုချက်တွေကို လက်ခံခဲ့မယ်ဆိုရင် PDF လမ်းထဲကအဖွဲ့ရရဲ့နေဝင်ချိန်ဟာတပြေးပြေးရောက်ရှိလာွယ်ရှိနေပါတယ်။ဘာကြောင့်လဲဆိုရင် PDF လမ်းထဲကအဖွဲ့ရဟာ NUG လျောက်ခံအဖွဲ့လို့သာအမည်ခံထားပေမဲ့ NUG ဟာ PDF လမ်းထဲကအဖွဲ့ရရဲ့လုံရက်နဲ့ပတ်သက်ပြီးတော့တာဝန်ယူချိန်တာဝန်ခံချိန်နှဲပါနေပြီး PDF အဖွဲ့ရဟာကိုအဖွဲ့ရတ္တိရဲ့အတွေ့ကိုဘာသာရုံးကန်နေရဖြစ်ပါတယ်။လာရှိုမျိုးကနေကိုကလည်းနဲ့ကအဖွဲပြန်လဲစုတ်ခွာခြင်းတော့ကလည်း ် NUG ဟာ PDF အဖွဲ့ရင်းနဲ့ပတ်သက်ပြီးတော့ MNDA ရဲ့လုံသမျှကိုညှိခံခဲ့ရကလားရှုံးမြို့တိုက်ပွဲတွင် PDF အဖွဲ့ရင်းအသက်တွေဆွန့်လွတ်ခဲ့ရမှုကအလကားတက်တက်ဖြစ်ခဲ့တယ်လို့ဝေဖန်မှုတွေမြစ်တိတ်ခဲ့ပါတယ်။လက်ရှိနိုင်ငံရေးအခင်းစင်အရာ PDF လက်နက်ကအဖွဲ့ရင်းအနေနဲ့တိုင်းဒေသလက်နက်ကအဖွဲ့ရင်းရဲ့အကျိုးစီးပွားအတွင်မိမိအသက်တွေဘဝတွေထက်မှန်စတဲ့ခံမာလားမိကွဲဖာကွဲနဲ့ဘဝတွေအပြည့်ခံမာလားဆိုတာအလေးနဲ့စဉ်းစားရမယ့်အချိန်ကိုရောက်ရှိနေရလို့ဆိုနိုင်ပါရဲ့ရှင် thank you